နှုတ်ကွန်ဆက်ချင်ပါတယ်မင်္ဂလာရှိရှိ မရှိရှိဘောနော်ညီမညီမလူမျိုးတွေကတော့အများတန်းမင်္ဂလာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမင်္ဂလာပါလို့နှုတ်ဆက်ကြတာတော့ထုံးစံပါပဲနော်အဲတော့ညီမလူမျိုးတွေဘောနော်မင်္ဂလာပါအားလုံးကမင်္ဂလာပါဒီမှာတော့ဒီနေ့ကတော့ စတဲ့နိုင်ထိုးဖို့စတဲ့နိုင်ထိုးဖို့ဆငါနော်စတဲ့နိုင်ထိုးဆငါရှိပါပြီညိလေနော်ညိလေစတဲ့နိုင်ထိုးဆငါရှိပြီညိပေါ့နော်ပြောချင်တာလေးပေါ့နော်ဟိုပြောချင်တာလေးကဘာလဲဆိုတော့တချို့လဲအန်ဒီလိုပဲထပ်တူခံစားရလို့ရှိချင်ရှိမှာပဲပေါ့နော် ရုပ်ကတော့ဟိုပေါ့အန်ဒီလည်းဘာမှဟို effect လည်းမထိုင်နိုင်ရုပ်ကတော့အခုပြောရမဆိုရင်အန်ဒီစာစာစာချောင်းလို့ပေါ့အိမ်ရှိပူတော့အိမ်နောက်စိတ်မချမ်းသာဘူးတဲ့ဒီလိုပဲကိုယ်နိုင်ငံမှာကိုယ်နိုင်ငံမှာဒုက္ခတွေမြင်ကြတော့ကိုကိုယ်တိုင်တော့တကယ်စိတ်မချမ်းသာတာပါအဲ့ဒါလည်းဘာလဲဆိုတော့လူဖြစ်တဲ့အတွက်ကြောင့်လူသားချင်းကိုချင်းစာနာတက်တက်စိတ်ကြောက်ပေါ့နော် ဒီလိုခံစားချက်ရှိတာပေါ့နော်အခုဆိုရင်တကယ်ဆိုရင်အန်တီကညာခိုင်းသမားဆိုတော့မနေ့မနေ့ဆိုပြင်ရောက်တယ်လीမနေ့ခွန်နိုင်ဆိုပြင်ရောက်တယ်ပြင်ရောက်တာနဲ့စေးတော့ရတယ်စေးတော့ပြီးအိတ်ရတယ်အိတ်ဖို့ကြိုးစားတာဘလို့မှအိတ်လို့မရအောင်ဘလို့မှအိတ်ကြည့်တာအိတ်လို့မရအောင်ပေါ့နော်အဲ့ဒါနဲ့အိတ်လို့လည်းမရအိတ်လို့မရတာနဲ့တခါ ်ဟုတ်ကဲ့ဟိုလုတ်ပေါ့နော်အတွေ့ထဲမှာပေါ့နော်ကိုလုတ်ဆရာရှိတာလေးလေကိုစဉ်းစားပြီးတော့ငါဘာလုတ်ပေးရမလဲဆိုတော့အတွေ့တွေကဖြည့်နေတာပေါ့နော်။အော်ဒီထဲမှာလည်း Facebook တွေကိုဖတ်၊သတင်းတွေဖတ်တာ၊သတင်းတွေဖတ်ရှင်တဲ့သတင်းတွေမှာလည်းစိတ်မချမ်းသာတာတွေပဲတိလား။သတင်းတွေကလည်းစိတ်မချမ်းသာစရာဟိုမှာလည်းဘုံကျဲတာတွေရောဘုံကျဲတာတွေရောပြီးတော့အဲ့လိုပေါ့ဟိုအဲပေါ့နော်ဟိုလူတွေဒုက္ခရောက်တဲ့ဟာတွေပေါ့နော်ခဏလေးနော်အနေမှာ မဖြစ်နိုင်ပါအောင်မယ်ကွယ်ရေပြောချင်တာဘာလဲဆိုတော့အိုးပေါ့အန်ဒူနိုင်ငံကကိုဖြစ်ပြနေတာလေကကိုကိုတိုင်းခံကိုကိုတိုင်းမြင်တွေ့နေရတော့လေအဲ့ဒီအဲ့ဒီကိုကြည့်ပြီးကိုစိတ်မကောင်းတကယ်ဖြစ်တာအန်ဒီအန်ဒီမျက်နာပဲကြည့်အခုချိန်မှလေအရင်တော့ဆိုအန်ဒီယာပျော်ပျော်နေတတ်တယ်ကွာသိရမလားဟာ TikTok လေးဆော်လိုက်ဟိုပြီးလို့ရှင်ဟိုအခုဆိုရင်ကွာ ဒီနေ့မှနေနေဘာမှမပြန်ဆိုရင် sorry မပြန်ဆိုတာအန်တီမွေးနေနော်အန်တီမွေးနေကိုယ့်ရဲ့မွေးနေတောင်မှကိုဘာမှလှုပ်ချင်စိမ့်လည်းမရှိတော့လူဆိုတာအသက်ဆိုတာတစ်နှစ်တစ်ခါပဲကြည်တိုင်းနော် အသက်ဆိုတာဟိုတစ်ခါပဲမွေးနေလောက်ရတာလေနော်မပြန်ကိုယ့်ရဲ့အသက်58နှစ်မွေးနေတောင်မှဘာမှလှုပ်ချင်တဲ့စိမ့်မရှိတော့ရင်တော့ငါမွေးနေလေးမှာပေါ့နော်ငါအဲပိုခီးတူလေးထွက်မလားပေါ့နော် ်ကိုယ်နိုင်ငံကိုချစ်တဲ့စိတ်နိုင်ငံကိုလူမျိုးပြောမယ်เนาะလူမျိုးနဲ့ပြောတော့မယ်ကိုယ်လူမျိုးတွေခံစားနေရတာเนาะအဲ့ Facebook မှာတက်လာအနိဖန်ဖန်တယ်ရင်းနေမကောင်းတော်တော်မကောင်းတဲ့ချိန်မှာတချို့တွေကလည်းပေါ့နော်တချို့ post တွေကလည်း bias တင်တာလည်းဆိုတချို့ illusion တွေကလည်း ရောက်တဲ့နေရာတွေရောက်တယ်လှူတဲ့လူကလှူကြတာပဲပေါ့နော်လှူတဲ့လူကလည်းလှူကြတယ်တချို့ကျတော့လည်းအဲ့အလှူတွေကိုဟိုဥပဂရုမစိုက်ကြဘူးပေါ့နော်သူတို့ဂရုမစိုက်ကြဘူးနဲ့တချို့ကလည်းမနေ့ကဆိုလို့ရှိရင်လည်းမှ YouTube ကနေတက်လာတယ်အလှရှင်တွေကလာလှူကြတယ်တချို့ကဟင်းကောင်မှစားတယ်ဟင်းမကောင်အိုက်တမင်းတွေလုံးပစ်တယ်တဲ့အေးမကြဘူးဘူးတော့လှူတဲ့လူကစေနာနဲ့လှူတာနော်လှူတဲ့ခါမှာ အန်ဒီပြောပြမယ်အလှူနဲ့ပတ်သက်လို့ရှင်အဲနာကိုငါတို့မြန်မာလူမျိုးတွေရဲ့တချို့တော့နော်တချို့ပြောတာနော်တချို့တော့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ကလေအဲ့လိုညံ့တာအဲ့လိုစိတ်ဓာတ်တွေအောက်တန်းကြလို့လေအဲ့ထိသူတို့ဟာဒုက္ခခက်ခဲနဲ့ရင်ဆိုင်ရတာသမင်းတလုံးဆိုတာအရင်အရေးကြီးတယ်ဒီလားသမင်းတလုံးဖြစ်ဖို့အတွက်ကဒီအလူရှင်တွေကဘလို့စူးစမ်းစူးစမ်းရလဲဒီအလူရှင်တွေရဲ့ဒီပေါ့ မေတ္တာစေတနာကိုစော်ကားလို့ရှင်သူတို့အဲ့ဘဝကပဲသူမတက်ရအောင်ကုမင်းရတက်လာတာပေါ့နော်တချို့ကလည်းအမုန်းခံပြောတာပေါ့အာတချို့ကြလည်းဟိုအလှရှင်တွေကလည်းတည်မလားတိမ့်တောင်းချီတွေရပြီးတော့သူတို့နဲ့ဆက်ဆက်တဲ့နေရာလေးတွေပဲတွားတာပေါ့နော်အလိုမျိုးလေးတော့ရှိတာပေါ့ဘယ်သူမှလည်းမစော်ကားဘူးဟိုအလှအလှဒါကမင်းနဲ့မင်းနဲ့မင်းနဲ့ဒီဟင်ဖတ်ပါဆိုတော့ဟိုဒါကခစ်ကဖြစ်နေရတယ်နော်ဒါပေမဲ့တခုပဲစဉ်းစားနော် တခုပဲစားဘာသာမရွေးလူမျိုးမရွေးမှာဥနောက်ဆိုတာရှိတယ်ဟုတ်တယ်ဟုတ်ဥနောက်ဆိုတာရှိတယ်အဲဥနောက်ကလည်းပြန်စင်းစားငါတို့မြန်မာနိုင်ငံကြီးကအခုဆိုလို့ရှိရင် 2000နဲ့1921ကနေပြီးအခုဖြစ်နေတာဖြစ်နေဇက်တိုက်ကိုဖြစ်နေဟိုကိုဗစ်ကလည်းဖြစ်တယ်ဟော ပြီးလို့ရှင်ရေကြီးတယ်ဟောအခုဆိုလို့ရှင်ငယ်လေးကမိခငင်းလှုပ်တာကရေကြီးတဲ့လေကိုနောက်ဆိုအန်ဒီတို့နိုင်ငံကတချို့မြန်မာမြန်မာနိုင်ငံကိုတော့မသိပြီးတော့ဟိုမသိပြီးတော့မဖတ်ကြလို့ဆိုတော့အခုဒီနိုင်ငံရဲ့သတင်းမှာအများရန်ပါနေတယ်ဒီငလင်လှုပ်တာတော်တော်ကိုအခြေအနေစိုးသွားတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ပြောပြတာပေါ့နော် တကယ်လှပပြသမိုင်းဝင်တော့ဖျားရတယ်ပါဆိုလို့ပြက်စီသွားတော့စကိုင်းဆော်ရစရာတော့မရှိဘူးပြက်စီသွားတာအများကြီးပဲပြောချင်တာဘာလဲဆိုတော့ဒီလောက်တောင်ပေါ့နော်ကိုယ်နိုင်ငံကြီးကအောက်ကူတွေနဲ့ဖြစ်နေတဲ့အချိန်မှာလူတွေက ကောင်းရာ ကောင်းချောင်းလေးလုံမယ်တူဦးနဲ့တူဦးမိတာစင်သာထားမယ်ပို့ပို့ ဗုဒ္ဓဘာသာတရားမှာလည်းအန္ဒီအန္ဒီယခရိယန်ဆိုရင်ဗုဒ္ဓဘာသာတချို့တရားရင်းချိုက်တာပဲ။ဘာကြောင့်လဲဆိုတော့မေတ္တာတရားကိုမေတ္တာတရားအကြောင်းပြောတယ်နော်။အန္ဒုအန္ဒုခရိယန်မှာလည်းပြောပါတယ်မေတ္တာတရားအကြောင်းမေတ္တာရဲ့မေတ္တာရဲ့အကြောင်းကမြင်းနဲ့ဖမုန်းတွေဆိုပြောပြတယ်။ဘာလဲသူနဲ့သူမေတ္တာတရားထားမယ်။အခုကလူတွေကတူဦးနဲ့တူဦးမေတ္တာစိတ်မရှိတော့ဘဲနဲ့ငါမမနာနေနဲ့ အဲငါဘလို့ကောင်းစားရမလဲငါဘလို့ချမ်းသာရမလဲငါဘလို့သူများတကာရဲ့ဟိုဟိုသူများတကာကိုအပေါ့နော်ဟိုအပေါ့ဘလို့မျိုး ရုံမာလိုက်မလဲအဲ့လိုစိတ်ချက်တွေကြောင့်ပြီးတော့တယောက်နဲ့တယောက်ဆဲကြမယ်ဆိုကြအောင်ဆိုနိုင်ငံကြီးကဘာဖြစ်နေလဲဆိုတော့ဟိုညစ်ပတ် ပြီးတော့ဟိုလူတွေကတယောက်နဲ့ချစ်ချင်းမေတ္တာမရှိတော့ဘဲနဲ့အကုသူတွေပဲဝင်ဝင်လာတယ်အဲ့လောက်တော့အကုသူတွေဝင်နေတာကိုလည်းအမျိုးမျိုးကိုပဲလုပ်နေကြတာဆိုတော့ နပြန်စမ်းစားကြည့်ကြဘာလို့မြန်ပေါ့နော်အခုအဲ့ဟာမျိုးအခုဖြစ်တဲ့အရာကိုကြည့်ရမယ်မြန်မာပြည်မှာကုန်းတွေဘာမှမရှိတော့ဘူးနော်ဟိုအကုန်လုံးပေါ့နော်ဟိုစကန်းဆိုရရစီအရမ်းမရှိတော့ဘူးအခုဆိုဟိုပကံအဲဘာလဲမန္တလေးဆိုလို့ရှိရင်လည်းပေါ့နော်အများကြီးဖြစ်တာပေါ့နော်ဆိုအနည်းစဉ်းစားပြီးတော့ဘာဖြစ်တာလဲပေါ့နော်မြန်မာနိုင်ငံကြီးကဘာချိန်စာများမိနေတာလဲပေါ့နော်လောက်တောင်ဆူဆူဝါးဝါးတွေဖြစ်နေတာပေါ့စိတ်တကယ်လဲမကောင်းမကောင်းတော့ကိုကိုကတော့ ဟိုကိုတက်နေကကောက်သွားတယ်။နော်အန်တကျတော့အဲ့လိုပေါ့နော်။ကိုကိုဘာလုပ်တယ်ဆိုတော့အဲ့လိုအန်တကစယ်လက်မဟုတ်ဘူးလေကွ။စယ်လက်မဟုတ်တော့ကျွန်တော်တို့လည်းဘာသူမှလာပြီးတော့အင်တာလက်မဖြစ်ဘူး။ view စရာလည်းမလိုဘူး။အန်တို့ကကိုလှူတဲ့အလှူလေးကကိုသိင်ကိုနောက်ပါမဲ့အရာလေးပဲ။ဆိုတော့အန်တရတော့ဟိုပေါ့။ဟိုအန်တရဲ့ trainer စာလေးတော့အနေဘယ်တော့မှဟိုအဖွဲ့အစည်းတို့အနေမသွားဘူး။အနေအဖွဲ့အစည်းနဲ့မသွားပဲနဲ့ကိုကကိုဓာတ်လိုက်ပေါ့နော်။အဲ့လိုမေးမြန်းတာပေါ့နော်။မေးမြန်းတော့တချို့နေရာတွေဆိုလို့ရှိရင်စကားမှာတချို့နေရာတွေဆိုဘာသူမှမသိကြဘူး။ ဲ့လိုမျိုးနေရဆိုဘယ်သူမှမသိကြတော့အဲ့မှာရွာ300ရှစ်အနေနဲ့ကုတော့အသက်ကြီးတော့ဟိုရွာနာမည်နေမိကုန်ပြီမပြောလည်းမကောင်းဘူးပေါ့နော်တချို့နေရာတွေကဟိုပြန်ကြတာပေါ့နော်စကိုင်းကတနေရာတနေရာသွားလို့ရှိရင်ねဘာလည်းမှပုံတင်ပြရဆိုအဲ့ဖရားရေခါမှလည်းငါမကြောက်ဘူးပါလားပေါ့နော်ဟုတ်တယ်တဲ့စကိုင်းကတနေရာတနေရာသွားလို့ရှိရင်မှပုံတင်ပြရတယ်တဲ့ ဟိုသူကနယ်မြေလေးခွဲထားတယ်ပေါ့အဲတခါမှမကြငါတို့အန်ဒီအပြိုပေါက်တုံးကစကိုင်းကိုသွားခဲ့တယ်အဲစကိုင်းတိုင်းယူမမရသေးသလားမန်းလေးကြော်လို့ရှင်စကိုင်းမင်းနော်အဲ့မှာဆိုရင်တို့အဲ့ကားကြီးလေးမှာတို့ပါလေဟိုမဟုတ်ဥစ္စာပေါ့ဈေးအောင်ဈေးအောင်ဈေးဆောင်ဈေးတယ်လေးတွေရှိရလေအဲ့စကိုင်းတူတာအလှလေဘာနဲ့မှဟောပေါ့ဟိုရှင်းလို့မရအောင်တိလားအလုနိုင်ငံရဲ့တကယ်အလှပဖရားတွေတကုတ်ဖရားတွေဟောပေါ့နော်ဒီ အလှပတွေကလည်းဘယ်နိုင်ငံမှမရှိဘူးမြန်မာနိုင်ငံမှာပဲရှိတယ်ဒါပေမဲ့ယနေ့အိုက်ဖျားတွေနော်ပြုတ်ကျသွားတယ်ပျက်စီးသွားတယ်အနည်းကစကိုင်းရောက်ခဲ့တာစကိုင်းအနည်းသဘောကျတယ်အထူးဖြစ်အဲ့စကန်ရာယူပေါ့နော်သူကညနေဆိုလို့ရှိရင်စီးစားလာမှာတောင်ရင်မကြည့်ရောလို့ပေါ့ဟာအဲ့အဘလို့လမ်းလို့ဆိုလို့လို့ပဲနော်အပြိုတော့ရောက်ခဲ့တာပေါ့နော်ပြောချင်တာပါလဲဆိုတော့အလို့နိုင်ငံမှာအခုကအားလုံးကဟိုပေါ့ ဒီ27ကနေပြီးတော့အခုထိကအဆိုးတွေပဲဖြစ်နေတယ်အဲ့လိုဖြစ်တဲ့အခါမှာငါတို့ဘာလုပ်ကြမလဲသူတွေကမေတ္တာတရားပို့ထားပေးရမယ်အချင်းချင်းလူလူချင်းဖေးမကူညီရှိခုဆိုလို့ရှင်ကွာဟိုပေါ့ဟိုအလှရှင်တွေအများကြီးပေါ်လာတယ်ပေါ်လာတဲ့အခါမှာတချို့ဆိုလို့ရှင်လည်းအလှရှင်တွေနောက်ကိုဝုန်းဝုန်းနဲ့လူကြတယ်တချို့ကြတော့လည်းအမအနည်းပြန်ကြတာစိုက်ကဲတလုံးစိုက်ကဲတစ်စီးနဲ့အိတ်တွေနဲ့ အဲ့သူများတန်းစုတော့လူကြရပဲတခါလမကနာခါလမကသုံးကပေါ့နော်ငါတို့မြန်မာနိုင်ငံရဲ့လူတချို့ရဲ့စိတ်တက်ကတယောက်နဲ့တယောက်ငါတို့ဝေစားမျှစားဆိုတာမရှိဘူးတိကဝေစားမျှစားမဟုတ်တဟုတ်တခုပဲရှိဝေစားမျှစားမမကောင်းတာနဲ့မကောင်းတာလို့ပြီးရှိပွားရှာပြီးတော့အဲ့ဒါမျိုးဆိုဝေစားမျှစားလုပ်ကြတယ်ကို့အချင်းချင်းကို့အချင်းချင်းတယောက်နဲ့တယောက် အဆင်မပြေတော့ဘူးဆိုရင်ဝေစားမြစားမလုပ်ကြအောင်တကယ်ဆိုလို့ရှင်ဩငါဒီတစ်ခုလေးကိုငါစားရတယ်ဆိုရင်ဩဟိုတရားကိုလည်းငါကျွေးလိုက်ပါမယ်ဟဲ့ तू လည်းငါလည်းစားတယ်လို့ तू လည်းစားမှာပဲဆိုရက်ကိုချင်းစားတရားလေးနဲ့ဟိုပေါ်တော့တောင်းတောင်းနဲ့ကုညီဖေးမှမယ်ဆိုတာမရှိဘူး။အာနင်းစားချင်စားမစားချင်နေငါငါအတွက်ကအရေးကြီးတယ်။ငါဘိုက်ငါပြိုက်ပြီးဖို့အရေးကြီးတယ်ဆိုတော့စိတ်ထားနေသူတွေအကုန်လုံးကမလုပ်ကြလေ။ကို့အတွက်ကိုယ်ကကုကြည့်ကြတယ်။အဲ့ခါကျတော့ အလူရှင်လာလို့ရှင်လည်းဟာဝိုင်းပြီးတော့လေဟိုဘလို့ကောမလဲဘသူမှဂေးမဆိုင်တော့ငါရပြီးရောဆိုပြီးတော့ဟိုအကုန်လုံးကပေါ့နော်အဲ့လိုမျိုးသွားလူကြတယ်တချို့ဆိုလို့ရှင်လည်းအခုမန္တလေးမှာနော်မင်းရဟိုကောမလေးတယောက်တင်ထားတာတွေ့ပါတယ်မန္တလေးမှာတဲ့ထမင်းနေဆိုလို့ရှင်လမ်းဘေးနားမှာပွားနေတာပဲတဲ့ဟိုပေါ့နာကြည့်ပေါ့နော်တချို့အလိုမန္တလေးမှာနေပြီးတော့ကြုံတချို့ကအိမ်အိမ်ထဲမှာမနေရတော့ပေါ့နော်အိမ်မှာရေးပြန်ချုံပြီးလို့ရှင်ချက်ပြုတ်ညဘက်ကျတော့ပြန်ပြီးတော့ ဒီမှာအဲ့ဒါပေါ့နော်သူပြောပြတာပေါ့နော်တချို့ကလည်းဟုတ်တာပြောကျင်လည်းပြောမယ်ဟုတ်ချင်လည်းဟုတ်မဟုတ်ချင်လည်းမဟုတ်ဘူးဒါပေမဲ့အန်ဒီလည်းဟိုသူများဒါပေမဲ့အန်ဒီပြောကျင်တာကကဲလို့ဟုတ်ခဲ့လို့ရှိတယ်ဆင်ခြင်မို့ပြောတာပါနော်လူ့အချိန်မှာအလုံးဒုက္ခရောက်နေတဲ့အချိန်မှာကိုချင်းစံနာစိတ်စီလေးနေအော် तू तू စာငါတော်စာလာပဲ तू လဲစာမှာပဲအဲ့လိုအဲ့လိုအလုပ်ထဲမှာဆိုလဲ तू ဒါမလုပ်ချင်မြင်ပြန်စစနေတော့မလုပ်ချင်ငါလည်းမလုပ်ချင်ငါလည်းပင်မန်းတယ်အဲ့လိုမျိုးပေါ့နော်ကိုချင်းစံနာစိတ်ကိုငါတို့စီမှာမထည့်ထားတဲ့ဘူးအဲ့လိုဒီမှာဆိုလို့ရှိရင် အခုအလုံးလက်မှတ်တွေအရင်တို့ထောက်ပံ့ရတာအလုံးလက်မှတ်တွေကိုအလုံးလက်မှတ်မဟုတ်လို့နင်တို့အလုံးမရှိလို့ပတ်စံမရအောင်အလုံးလက်မှတ်တွေကိုအန်ဒရိုစီကအခွန်ကိုနှုတ်ပြီးတော့မအဲ့အလုံးလက်မှတ်တွေပြရတယ်အကောလုံးမမိသားစုရတယ်ဒါဒီမိုကရေစီနိုင်ငံလေးနော်လူသားချင်းကိုချင်းဆန္ဒမဆိုရစိတ်တက်ကိုအစိုးရထည့်ထားပေးတာဆိုတော့ပေးချင်ပေးမပေးချင်တဲ့အချိန်အကျအန်ဒရိုရလာကြတဲ့ကနေ35ရာခိုင်နှုန်းဖြတ်လိုက်တာပဲပြီးရောပဲအဲ့လိုမျိုးပေါ့နော်ဆိုတော့အခုကအလူရှင်တွေလာတဲ့ခါကျတော့ဝုန်းဝုန်းနေတဲ့ ။အာပြီးလို့ရှိရင်လည်းတချို့တွေကလည်းအဲ့လိုပေါ့နော်ဟာဟဲဟိုမင်းသမီးလာတယ်ဒီမင်းသမီးလာတယ်ကပျော်ရွှင်နေကြတယ်ပေါ့နော်ဟိုပွဲကြနေတာပဲဆိုအနည်းပြန်စင်းစားတယ်နို့မှန်ပါတယ်ဟိုအခုချိန်မှာစဉ်းစားတဲ့ချိန်မှာမင်းသမီးတွေတွေ့ရလို့ပြောတာပဲမှန်ပါတယ်ဒါပေမဲ့လည်းအရေးကြီးတာကတချို့ပေါ့နော်ကိုကလက်လက်ညှိုးလက်တူပေးရမယ်ဟာဟိုနေရာလေးတော့ကျွန်တော်တို့မရောက်သေးဘူးနော်ဒီရွာလေးကတော့အဲအသားစီးလေးတွေနည်းနည်းများလို့ ဲ့ရွာလေးကိုတော့ပြင်ချပါလားဆိုတော့တယောက်နဲ့တယောက်နဲ့ကူညီဖေးမှမရှိဘူးအန်ဒီကကိုယ့်ဘာကိုချိတ်ဆက်တာပေါ့နော်ကိုယ့်ဘာကိုချိတ်ဆက်တယ်စကန်းကိုကိုယ့်ဘာကိုချိတ်ဆက်တယ်အန်ဒီပုတ်ကလစ်ကကိုယ့်ဘာကိုပတ်စံတယ်ပဲကိုအန်ဒီတို့အဖွဲလေးတွေပေါ့နော်အဖွဲဆိုတာနော်ဗန်ရရှင်၃ယောက်၄ယောက်ပေါ့ကိုကိုဘန်ပတ်စံတဲ့ကိုဟိုထဲထဲမှာရှိလူချိတ်ဆက်တယ်ချိတ်ဆက်ပြီးလို့ရှင်သူ့မေးတယ် ိမ်တန်ရာရောက်တော့ပေးရမယ်တန်းစီရမလုံးနဲ့အိမ်တန်ရာရောက်ကိုသွားပေးအဲ့မာဂျူပါတို့အဲ့ဒါအခုတို့ပြောတာပေါ့နော်ဘာပေးမလဲဆိုလို့ရှိရင်အဲ့ဆန်လေးရယ်ငါ6ရယ်လက်ဖက်တို့ကစ်6လေးတွေပေါ့နော်အဲ့လိုမျိုးလေးတို့တူဦးပေါ့ငါးမျိုးပေါ့နော်လူအိမ်ပေါင်း120စာပေါ့နော်အဲ့ဒါပေးဖို့လုပ်ထားပါတယ်ဆိုအန်ဒီတို့ရဲ့အလှကဘာပြောချင်လဲဆိုအလှဆိုတာကကိုသိင်ကိုနောက်ပါမယ်အလှလေအန်ဒီသိသွားလို့ရှိရင်အခုကွာ အဲ့ဒီအမြဲတမ်းပြောတယ်ဟဲ့လောကကြီးမှာနေရတာပူလိုက်တာ လောကကြီးကပူလိုက်တာလောကကြီးကဟိုမာမာနာတွေနဲ့တယောက်တည်းနဲ့မုန်းကျင်းနေတယ်လောက်တော့ပူနေရပေါ့နော်ငရဲမရလို့ရှင်ပုံမြန်ပူမလားမသိဘူးအဲ့ဒီအမြဲတမ်းပြဆက်ကအမြဲပြောတယ် အမလီလောကကြီးကလည်းပူလိုက်တာနော်ဟိုမိသားစုအပူရှိမယ်သားသမီးအပူရှိမယ်နော်အလုပ်ပူရှိမယ်ကျမ်းမာရေးအပူရှိမယ်အဲ့လိုအပူတွေကြားထဲမှာပေါ့နော်အသက်ရှင်နေတဲ့အချိန်မှာအဲ့အပူတွေခံစားရတယ်ပေါ့နော်တေမားတေဝါလို့မကောင်းတာလုပ်ခဲ့လို့ငရဲငရဲတော့ရရင်လေမိအေးနှခါနာပိုတော့ပူအောင်မယ်ဟုတ်တယ်ဟုတ်ဒါကြောင့်လို့အော်မသေးရင်လေးမှာတော့ငါကောင်းမှုကုသိုလ်လေးလုပ်မယ်အဲကောင်းမှုကုသိုလ်လေးငါလုပ်ပြီးလို့ရှင်တေဝါလို့ရှင်အဲနေရာတနေရာလေးပေါ့ကွနော်ဟိုဥစား အဲအနည်းငယ်ဆဆနေအဲငါသေသွားလို့ရှိရင်တော့လေကွအရင်တော့လေငါကောင်းကင်နိုင်ငံမရောက်ရင်တော့မှကောင်းကင်နိုင်ငံတကဝလေးမှာပေါ့နော်ငါတကစားအောင်ဖြစ်ရင်ကျင်တတ်ပါပြီပေါ့နော်အဲ့လိုမျိုးကိုတွေးတယ်။ဘာကြောင့်လဲဆိုတော့အဲ့လိုဆိုလို့ရှိရင်အနေသားကြီးပဲပြောလို့ရတာပေါ့နော်အနေသားဆိုကိုဒီနိုင်ငံမှာကိုနေနေပြီလေကိုဘာဖြစ်လဲမဲ့ကိုမြန်မာလူမျိုးတွေကိုချစ်တဲ့စိတ်အမြန်မာလူမျိုးတွေကိုချစ်တဲ့စိတ်ကဖြတ်လို့မရဘူး။ဘာကြောင့်လဲ။ဟိုဒီအသွေးအသားထဲမှာမြန်မာဆိုတဲ့ စံကိုစားခဲ့တာမြန်မာရေကိုတောက်ခဲ့တာမြန်မာပြည်မှာမွေးခဲ့တဲ့အတွက်ကြောင့်မြန်မာဆိုတဲ့ဒီပေါ့နော်ဒီငါမြန်မာလူမျိုးဆိုတာမေ့လို့မရဘယ်လောက်ပဲသူများနိုင်ငံမှာကိုနေနေဘယ်လောက်ပဲဖြစ်ဖြစ် ကိုဒီဆွေနိုင်ငံကအန္တရာယ် second home ဆိုပေမဲ့အန္တရာယ်ဒီမှာနေနှစ်သက်ကမြန်မာနိုင်ငံဆောင်ခြေသေးတယ်ဒါပေမဲ့ကိုနိုင်ငံကိုဖြစ်တဲ့ခါနေလို့မရကိုလူမျိုးတွေဒုက္ခရောက်ပြီးတော့ငိုတဲ့ခါမနေ့ကဆိုသီလရှင်တပါတော့သူကသီလရှင်ဒီစကိုင်းကလာဟိုသူတို့သီလရှင်เนาะသူငိုတာလေစိတ်မကောင်းသူဆရာဆရာလေးတွေဆုံးသွားတော့လေအဲ့လိုပဲဒါမေတ္တာတရား မေတ္တာတရားဆိုတာလူတိုင်းမှာထားရတယ်။အခုကမေတ္တာတရားလည်းမရှိကြ။အာအလှူရလို့ရှိရင်လည်းလူကြဟိုဓမြတိုက်သလိုပဲသလား။လူကြအဲ့လိုမျိုးတွေပေါ့နော်။အဲ့လိုမျိုးလူတွေအမျိုးမျိုးစိတ်လူတွေရဲ့စိတ်တက်တဲ့အရင်ပြင်ရမယ်။ငါစာနေသလိုသူလည်းစာနေမှာပဲ။ငါဒုက္ခရောက်သလိုငါ့ဒုက္ခသလိုသူလည်းဒုက္ခရောက်နေရပဲဆိုတဲ့ကိုချင်းစာတရားလေးနဲ့ဩငါဘာလို့လက်တော့ဖဲတာလေးကကကကသူမင်းတို့ကယူကငါတို့လည်း အဲ့လိုမျိုးလေးရှိမကောင်းလားအခုကျတော့တချို့ဆိုလို့ရှိရင်လေအလှရှင်လာပြလို့ရှိရင်ထမင်းဘူးအရင်ဖွင့်ကြည့်တယ်တဲ့ထမင်းဘူးဖွင့်ကြည့်လို့မှအသားဟင်းမပါလှုံပြဆိုတော့ဟဲ့နင်တို့တွေလူမဟုတ်သေးရလားပေါ့နော်ဒီလောက်တောင်သူများတကာကစေတနာနဲ့ကြွေးမွေးတာစေတနာနဲ့လာလှူတာကိုအဲ့လိုလို့ရှိရင်တို့တွေအကုန်ဒီထက်ပို့ပြီးတော့စိုးမှတိလားအဲ့ဒါပြောပြတာဘာကြောင့်လဲဆိုတော့ဒီခါလေးကြားလို့ရှိရင်အဲ့ဒါယုံကြည်တော့ယုံမှာပေါ့နော်တချို့ကပြောတယ်ဖေယာ ဖီလိုက်ဆုံးမပေါ့နော်အဲ့လိုပေါ့နော်ဆုံးမတာပြောရမလားဘာလားကိုလည်းအဲ့လိုနည်းဘာတိုင်းနဲ့တော့တိတ်မပြောချင်ဘူးအဲ့ဒီတော့ခါကြလို့ရှိရင်ပေါ့ပြောချင်တာလူတွေကိုလေအန်တို့တော့မှအန်တို့သားသမီးကိုလေဟိုတန်းကြီးခံလို့ရှိရင်ပေါ့နော်သားမင်းတို့မစိုးနဲ့နော်မစိုးနဲ့နော်လိမ့်မာနေနော်မိဘသားသမီးဆုံးမမလားနော်တော့ငါပြောထားပြီနော်ဒါပေမဲ့အရင်စိုးလာလို့ရှိရင်တော့ဒုန်းနဲ့ရိုက်တယ်လို့ပေါ့အခုလူတွေကလေမြမပြမအိုက်ကဆိုးတွေရိုက်ကြနေတာလေအဲ့ဒီကြည့်နေခါကြလို့ရှိရင်ဘာဖြစ်တာလဲပေါ့နော်တခါလဲမဟုတ်တော့ ါပဲမဟုတ်ဘူးဆိုလို့ရှိရင်၄နှစ်၅နှစ်အတွင်းမှာအိုးပြဿနာတွေကြီးပဲအခုစပိုတောင်ဆိုးသွားပြီနော်ဟိုရေဘေးတော့တမျိုးအခုကဒီဟိုပျက်စီးသွားတာတွေကအမလို့အောက်မှာပြိကျနေတဲ့လူတွေမပြန်မဖော်နိုင်ပြန်ပြီးတော့လည်းမကယ်နိုင်အဲ့ဒါကိုကြည့်ပြီးတော့လေစိတ်ကတကယ်မကောင်းသေးလား။အော်ဒုက္ခပဲလူငါလူမျိုးတွေပေါ့နော်။အရင်ဒုက္ခရောက်နေပါလားပေါ့နော်။ဒါကြောင့်အန်ဒီကတော့ပြောချင်ပါတယ်လူလူချင်းကိုချင်းဆန္ဒစိတ်ကလေးနဲ့ပေါ့နော်။တယောက်နဲ့တယောက်နဲ့ဖေးမကြပါ။ဒီပုတ်ဟိုလောဘလေးတွေလေလောဘ Kan du stänga av dörren när jag pratar älskling? Snälla. လောဘတော့အဲလောဘတွေကိုခဏလေးပေါ့နော်လောဘတွေသိမရှိကြပဲနဲ့ပေါ့နော်တယောက်နဲ့တယောက်နဲ့ဟိုအော်ငါဟိုသူသူသူလည်းဒုက္ခရောက်တယ်ငါလည်းဒုက္ခရောက်တယ်ဆိုတော့အတွေးစိတ်လေးနဲ့တယောက်နဲ့တယောက်နဲ့ဖေးမမလေးနဲ့ကူညီကြရင်မကောင်းဘူးလားပေါ့နော်ပြီးတော့အလှရှင်တွေလာပေးတဲ့အလှရှင်လာပေးတဲ့အစားအသောက်တွေဆိုလို့ရှိရင်လည်းပေါ့နော်ဟိုတလောက်စားဘူးသူကျေးဇူးလေး ရှင်တို့တွေတကယ်အစားမရှိဘဲနေကြပါလားဟင်းမကောင်းလို့မစားဘူးလို့အဲ့ဒါဆိုလို့ရှိရင်နေကြည့်လေအစားမရှိဘဲနေကြကြပါလားဟုတ်တယ်ဟုတ်သူများဘာနဲ့ပဲကြွေးကြွေးမကြွေးကြွေးကလကိုမစားခြင်းနဲ့ကိုကိုမလှုံပြင်းနဲ့မယူတော့နဲ့ပေါ့နော်အခုလုံးမပဲနဲ့သူများလာကြွေးတဲ့အစားဆိုလို့ရှိရင်လည်းဖွင့်ကြည့်ပြီးတော့မှဟင်းမကောင်းလို့ရှိရင်လှုံပြစ်တာတော့အဲ့ဒါအရန်အရန်ကိုမိုက်ရိုင်းလုံးအားကြီးတယ်အဲ့ဒါမျိုးပေါ့နော်ပြီးအလှရှင်တွေလည်းပြောကြင်ပါတယ်မျက်နာကြီးကဟင်းပက်ပါမလှုပ်ဖဲနဲ့အလှရှင်တွေလည်းပေါ့နော်ရှင်တို့လူတဲ့ပတ်စံတွေကဟိုပေါ့ ဘယ်သွားလဲဆိုကိုကိုကိုတည်တော့မတို့လို့ရှင်လဲမျက်နှာကြီးရဟမ်းပါတနေရာဆိုတနေရာမြို့ပေါ်လောက်ပဲဟိုကြောင်ကြောင်မြို့မသွားကြရရှိတယ်လေဆိုတော့ဖြစ်နေလို့ရှင်မျိုးလုံးလေးတွေဖွင့်နားလေးတွေဖွင့်မျက်နှာမလိုက်ဖဲနဲ့ဗတ်မလိုက်ဖဲနဲ့လှူကြပါသွားကြပါဆိုအန်ဒီကတော့အန်ဒီဒီနေ့အန်ဒီရဲ့ လှူလေးရတော့ဘယ်မှာသွားလဲဆိုတော့အဲ့လိုစုပေါင်းပြီးတော့အဲ့အိမ်120ပေါ့နော်အဲ့စကိုင်းမှာ120အတွက်အန်လီလှူပါတယ်နောက်ကြအင်းလေးပေါ့နော်အင်းလေးမှာတချို့အိမ်တွေပြတ်သွားတာပေါ့အိမ်တွေပြိုကျသွားတာ ပေါ့နော်မိသားစုရှိလေအဲ့ဆိုအိမ်ဘယ်နှလုံးအဲ့ဒီလက်အများကြီးတော့မလူနိုင်ပါဘူးဆိုတော့အန်ဒီတို့အဲ့လိုပေါ့တချို့ကလည်းပစ္စည်းတွေယူရမယ်ဆိုလို့ရှိရင်အဲ့ပစ္စည်းတွေကကားကပေးနေရမှာဆိုတော့သူတို့ကိုယ်တိုင်သွားမယ်သွားပြီးလို့ရှိရင်ငွေသားတော့ပေးမှာပေါ့နော်တအိမ်ကို9000ဆိုလို့ရှိရင်လည်းဆက်အိမ်ဆို9သိန်းပေါ့နော်အဲ့လိုနှုံးနေပဲဟိုပေါ့အန်ဒီတို့တက်နေတဲ့ဘက်ကပေါ့နော်သူတို့လူချင်တာလေအန်ဒီကအဲ့လိုပဲလုပ်လိုက်တာလေအန်ဒီတို့လုတ်တဲ့အန်ဒီလုတ်တဲ့အရာလေးကတော့အန်ဒီကတိုက်ရိုက်ပဲသွားလိုက်တယ်ဘာကြောင့်လဲဆိုတော့ ပတ်စံလေးရှိတယ်လေဘာပြောကိုစားကြံလေကိုစားလို့ရတာပေါ့နော်တို့ဘာလို့အဲ့လိုကိုမသိဘူးတချို့တွေကရေတွေပဲပေးတယ်ဆိုရင်ရေတွေပဲပုံသွားမယ်လေနော်ရေတွေပဲရေရေပဲရှိမယ်ဆိုတော့တချို့ကျတော့ရေတောက်ပြီးတော့လေဟို ဝါရီလေးရတယ်ဆွဲရအောင်မလို့နော်ဝါရီမဆွဲလို့မှမရတာဆိုတော့ဟိုဝါရီဆွဲဝါလည်းပတ်စံရှိလားမရှိလားလည်းမသိတော်တော်ဒုက္ခရောက်နေတာလေအခုအဲ့အပြင်ကိုအန်ဒီယာမန္တလေးမှာလည်းတချို့တွေပေါ့နော်ဒုက္ခရောက်တာအများကြီးရှိပါတယ်ဟိုတချို့လမ်းမင်းနားမှာပေါ့နော်အလိုပေါ့ဟိုအိမ်အိမ်တွေအကုန်ပြတ်စည်းသွားတော့အလိုပေါ့သူတို့တချို့ကလည်းကိုယ်ရှက်တော့မတိုးကြအောင်သူပါတော့မတိုးတယ်မတိုးကြတော့ဖြစ်ပါလိမ့်မယ်အဲ့တော့လည်းအန်ဒီယာဘော်ဒီအဲ့အိမ်ချေအိမ်ချေဆက်အိမ်ရှိလိမ့်မယ်နော်မန္တလေးရတော့ပေါ့နော်အဲ့ လမ်းလမ်းပေါ်မှာအိတ်တဲ့သူတွေရှိရပါတော့အဲ့လိုမျိုးလူအန်ဒီသွားတာပါဆိုအန်ဒီလူတဲ့အလူကကိုတင်ကိုနောက်ပါမဲ့အရာပဲကိုယူသွားတာပေါ့နော်အဲ့လိုမျိုးဖက်နဲ့ဟိုဟိုမျက်နှာကြီးဟင်းဘက်ပါအကုန်လုံးတဆူတဝဲတဲ့အဲ့နေရာဆိုအဲ့နေရာကြီးပဲတော့အဲ့ထဲမှာအန်ဒီမပါဘာကြောင့်ဆိုအန်ဒီဖက်ဒီဖက်မင်းလည်းကြည့်မအောင်ကြည့်မလဲအန်ဒီလိုအေးမွားလို့ရှင်အဲ့လိုရားတဲ့ကိုကိုစားလေးပဲဖြစ်တယ်ဆိုတော့ logic ပုံစံဖြစ်တယ် ဒီအေးမှမအေးရသေးမနေ့ကအရာအလုတ်ကခရိုနိုက်ဆင်းနေအလုတ်ခရိုနိုက်ဆင်းအိတ်တာအိတ်လို့မရအိတ်ကြည့်တာအိတ်လို့မရဘူးအိတ်တွေးတာပေါ့နော်ကိုယ်နိုင်ငံကိုဒုက္ခတော့ကိုစဉ်းစားတနာငါဘယ်လိုကူညီရမလဲဘယ်လိုကူညီရမလဲဆိုတော့အားနဲ့အနေရလဲကိုကိုရဲ့ကိုလှူတဲ့လှူလဲအနေရလို့အဖွဲစည်းနေမသွားခြင်းဒီကိုကကိုတီးဆန်နေပဲကိုသွားခြင်းတာဆိုတော့အန်ဒီကန်ကောင်းပါတယ်အန်ဒီအန်ဒီကိုကူညီပေးမဲ့သူပေါ့နော်အန်ဒီတို့ဒီပေါ့ဘုံကြီးတစ်ပါးနဲ့ဆက်သွယ်ရပြီးတော့စကိုင်းကိုတိုက်ရိုက်ပေါ့နော်ဘူကိုတိုင်းသွားပြီး နဲ့ရပြိမဲ့ပေါ့ကိုလူလည်းကိုသွားတက်တာပေါ့နော်ဒါလည်းအန်ဒီရဲ့ပေါ့ဝင်းနေအလှလေးပေါ့နော်အန်ဒီဟိုမရင်တော့ဆိုနှစ်တိုင်းကိုမွေးနေဆိုလို့ရှိရင်အန်ဒီကပျော်ပျော်ရွှင်ရွှင်နေတာပေါ့နော်အခုကဒီနှစ်ကတော့ အဲကိုကိုနိုင်ငံမှာဒါတော့ဒုက္ခရဘယ်လိုပြောနိုင်ပါလဲနော်ဟိုအဲ့လိုပြောတော့အင်းရှိပူရအိမ်နောက်စိတ်မချမ်းသာရလေကိုနိုင်ငံမှာဟိုဒုက္ခတွေဘလဘွားနေဟာပြဿနာတွေဘောင်းစုံနေနေရချင်ကိုကတော့ဒီမှာအေးစေးလေးအမိုးအောင်အောင်လေးမှာထမင်းလေးအေးစေးစားနေရတာအရေးထဲမှာဘုံကျဲရလည်းရှိသေးတယ်မှာစေဘေးရှောင်နေရတယ်ဟိုဘုံစံကြလို့ပြီးရမှာအင်းလက်ခါကနားမလဲတော့ဘူးလားဘာလို့မြန်ပေါ်နော်လူမျိုးပေါ်နော်ဘာကြီးလှုပ်ချင်ကြတာလဲဘာကြီးဖြစ်ချင်ကြတယ်အဲ့အာနာတွေရတမျိုးဟာအပြစ်မဲ့တဲ့သူတွေကဟိုစေဘေးပဲ ်ဘုံမဲဘုံမဲဘုံရံကတမျိုးဟိုဟိုမှာဟိုငလင်လောက်တဲ့ဒန်းတမျိုးဆိုတော့အိုးအန်ဒီလေးမြန်မာနိုင်ငံကြီးကဘာချိန်စာမျက်မိနေတာလဲမသိဘူးတော့ခါကျပြန်စင်းစားတနာလည်းအရင်တနာတာပေါ့နော်ဒါကြောင့်လို့အန်ဒီပြောချင်ပါတယ်လို့လှူမယ်ဆိုလို့ရှိရင်လည်းဓာတ်ရိုက်ပေါ့နော်အကျိုးရှိနေရလဲမျက်နှာမျက်နှာမွေးလေးတွေစီသွားပြီးလှူပေးကြပါလို့မျက်နှာမွေးလေးတွေလူမသွားတဲ့နေရာတွေသွားလှူပေးကြပါလို့အန်ဒီကတောင်းဆိုပါတယ်ဒီလိုပဲ ဟိုပေါ့ဒုက္ခရရောက်တဲ့သူကလည်းကိုချင်းစာတရားနဲ့ငါမှငါတစ်ခုရပြီဆိုရင်ကျွန်တော်တစ်ခုကိုသူများပေးဖို့အတွက်ညဝေးပြီးတတဲ့စိတ်လေးထားပေးကြပါလို့အန်ဒီကပြောချင်ပါတယ်လို့နော်အားလုံးမြန်မာပြည်ကြီးလည်းအမြဲဆုံးငြိမ်းချမ်းပါစေလို့အားလုံးလည်းကျမ်းမှချမ်းသာကြပါစေနော်